မင်္ဂလာညချမ်းပါရှင်ကင်ရော့ဒီ टाइम သတင်းဌာနရဲ့မီလာတရက်ကြတာပဒင်းညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့မှနားဆင်ရမှာကတော့မူပြေမြို့အတွင်ကိုပြည်သူတွေဖြတ်တန်းသွားလာမှုမလောက်ဖို့မူပြေ PDF ကထပ်မံတတိပေးထားပါတယ်မိုးရသည့်အမီကြောင်းဆောင်အမိုးပြုတ်ပြင်ဖို့ရောင်နေဦးကြောင်းကအရေးပေါ်အကူအညီတွေလိုအပ်နေပါတယ် KNPP ကပြုတ်လုပ်တဲ့ပါတီကေတာတည်တဲ့အပတ်စဉ်ရှိကော ်တည်တန်းသား21ဦးတက်ရောက်ပြီးစီးခဲ့ပါတယ်။စားတဲ့တွင်တွေကိုတင်ပြပေးသွားမှာပါ။ရှန်ဂရီနယ်ဆက်မိုးပြဲမြို့အတွင်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်ပြည်သူတွေအနေနဲ့မိုးပြဲမြို့အတွင်ဖြတ်တန်းသွားလာမှုမပြုလုပ်ချဖို့ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့မှာမိုးပြဲ PDF ကအသိပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကစစ်ကောင်စီတပ်အင်အားတရားဝန်းကျင်နဲ့စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဧပြီလ28ရက်နေ့မှာလဲအင်အား300ဝန်းကျင်နဲ့ထပ်မံစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့တော်လရင်အင်အားစုတွေကပြောပါရတယ်။တိုက်ပွဲအတွင်းမှာတော့နှစ်ဖက်ထိခိုက်ကြဆုံတာရှိနေပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီး drone တွေနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရတယ်။အဲ့ဒီအတွက်ပြည်သူနေအိမ်ထိခိုက်မှုတွေအပြင်အရက်သားပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါရတယ်။ မိုးပြဲ PDF အပြင်မြေပြေတော်လည်ရေးတပ်ဖွဲ့တွေကတော့မိုးပြဲမြို့အတွင်ကိုဖြတ်တန်းသွားလာတာမပြုတ်လောက်ချဖို့နဲ့တတိထားနေထိုင်ချဖို့ကိုအတိပေးထားပါရရှင်။ Greenie ပြည်အတွင်း PreGED Program ကိုဖွင့်လှစ်တင်ကြားပေးနေတဲ့ရောင်နီဦး Education Center မှာမိုးရသည့်အမီစာသင်ကျောင်းဆောင်အမှုပြုပြင်လိုက်ဖို့အကူအညီတွေလိုအပ်နေပါတယ်။ကျောင်းသားတွေဟာကျောင်းအိတ်ကျောင်းစားနေထိုင်ကပညာသင်ယူနေကြတာပါ။ လက်ရှိမှာတော့တက်ကင်နဲ့မိုးထားတဲ့ဇာတင်ဆောင်အိတ်ဆောင်တွေရဲ့အမိုးတွေဟာဆွေးကုန်လာကြောင်းအမိုးတွေကိုပြလဲပြုတ်ပြင်ဖို့လိုအပ်နေပါတယ်။ကျောင်းဆောင် အမိုးပြုတ်ပြင်နိုင်ဖို့အတွက်လိုအပ်ချက်ကခက်မှန်းချေမြန်မာကျပ်ငွေ350ဝန်းကျင်လိုအပ်နေတယ်လို့ကျောင်းသားဝန်ခံကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လအတွင်းမှာစတင်ဖွင့်လှစ်ခဲ့တဲ့ရောင်နေဦးကျောင်းဟာလက်ရှိမှာတော့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင်ကြပေးနေတာပါ အပတ်စဉ်တက်ကို6လကြာဖွင့်လှစ်ခဲ့ပြီးဂျောင်းတောင်းတွေရဲ့အခြေအနေပေါ်မူတည်ကလက်ရှိအပတ်စဉ်နှစ်ကိုတော့10လကြာဖွင့်လှစ်သွားမယ်လို့ဆိုပါရယ်လက်ရှိအပတ်စဉ်နှစ်မှာတော့ဂျောင်းသူဂျောင်းသား55ဦးတက်ရောက်ပညာသင်ကြားနေတယ်လို့သိရပါရယ်ကရင်ီအမျိုးသားတိုသက်ရီပါတီ KNPB ပါတီဗဟိုဌာနချုပ်နဲ့ပါတီဗဟိုစီယုံရေးကော်မတီကနေကြီးမူကျင်းပါတယ်ပါတီကေတာတည်တဲ့အပတ်စစ်ရှက်တက်ရောက်ပြီးစီတဲ့ တည်တန်းသား21ဦးကိုမနေ့ကဧပြီလ30ရက်နေ့မှာလက်မှတ်ပေးအပ်ခဲ့ပါတယ်။ပါတီရဲ့နိုင်ငံရေးရာတွေမှာ ပုံမူတွင်ကျယ်လာစေဖို့အနာဂတ်ပါတီကောင်းဆောင်မျိုးဆက်သက်တွေပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ပါတီဘူဟိုကော်မတီစီယုံရေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ရဲဘော်ခဲလီကပြောပါရယ်တည်ရန်ကာလာကတော့တလကြာကြာမြင့်ခဲ့တာဖြစ်ပြီးဘာသာရက်တွေအနေနဲ့အမျိုးသားခုခံတော်လှန်ရေးကာလခေါင်းဆောင်တွေနဲ့လှုပ်ရှားမှုတွေ ကရင်းနီအမျိုးသားတမိုင်းပါတီသဘောတရားနဲ့ခုခံတော်လှန်ရေးသဘောတရားဖွဲ့စည်းပုတ်အခြေခံဥပဒေအကြောင်းအပါအဝင်ဘာသာရပ်ရှစ်ခုကိုပို့ချပေးခဲ့တယ်လို့ဆိုပါတယ်ပါတီကေရာတည်တန်းကိုတော့1980ခုနှစ်ကစတင်ဖွဲ့လှစ်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အပတ်စဉ်ရှစ်အထိကိုဖွဲ့လှစ်ပြီးစီကတည်တန်းသားဥယျာဉ်900ဝန်းကျင်ကိုမွေးထုတ်ပေးနိုင်ခဲ့တယ်လို့ရဲဘော်ခဲလီရဲ့ပြောပြချက်အရသိရပါတယ် ပါတီကေတာတည်ရန်ကိုတော့ KNPP ပါတီဝေ အဖြစ် ခံယူထားတဲ့သူတွေသာတက်ရောက်နိုင်တယ်လို့လည်းသိရပါဗျ။ Control တီထိုင်းရုပ်တန်တင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာဘေးကင်းကြပါစေရှင်။ကျမမောင်ညာမှာပါ။